အဆန်နေရှိရသားနဲ့စီးရဲသားလိုနေထိုင်နေကြတယ်ကမ္ဘာချမ်းသာဆုံးဘီလီယံနာများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့သာထိပေါက်လို့ဘီလီယံနာကြီးဖြစ်သွားရင်ဘာရီလောက်ကြမလဲစိတ်ကူးရဲမှာတော့စူပါကားတွေဝယ်စီမယ်အကောင်းဆုံးတိုက်အင်ဂျီတွေနဲ့နေမယ်ကမ္ဘာပတ်ပြီးခီးတွေထွက်မယ်လို့တွေးထားကြမှာပါပဲဒါပေမဲ့တကယ်တမ်းဒေါ်လာဘီလီယံပေါင်းများစွာပိုင်ဆိုင်ထားတဲ့သူတွေကကျွန်တော်တို့လိုတာမန်ဘွားလေးမှနေထိုင်ကြရဲဆိုတာယုံနိုင်ကြမလား ဒီနေ့မှာတော့ပစံပုံမိုးကိုအိတ်နီလျက်နဲ့ချွေတာလွန်းရိုးရှင်းလွန်းလို့ထူးဆန်းတဲ့လူတော်ပြောရမယ်ဘီလီယံနာရီအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါသည်နံပါတ်1မက်ဒိုနယ်ကြိုက်တဲ့ဘီလီယံနာအဖိုးကြီးပထမဆုံးတစ်ယောက်ကတော့ယင်းနီမြုံနယ်မှုရဲ့ဘယင်လို့တင်စားရတဲ့ Warren Buffett ပါပဲသူရဲ့ပိုင်ဆိုင်မှုကဒေါ်လာဘီလီယံ100ကျော်တောင်မှရှိတာပါဒါပေမဲ့အဖိုးကြီးကတော့သူများတွေလိုစံရင်ကြီးကြီးတွေနဲ့မနေထိုင်ပါဘူး သူကနေနေတဲ့အိမ်ကလေ1958ခုနှစ်ခရီးကဝေထားတဲ့အသားမန်းအိမ်လေးတစ်လုံးမှာဒီနေ့အထိနေထိုင်နေတော့ပါပြီ။ပို့ပြီးတော့အန်အောဖို့ကောင်းတာကသူ့ရဲ့မနက်စာပါ။မနက်တိုင်းမှာဈေးကြီးဆုံးဟိုတယ်ကြီးကမနက်စာကိုမှားစားလို့ရပေမဲ့သူအမြဲတမ်းစားတာကမက်ဒိုနီကဘာဂါတစ်ခုပါပဲတဲ့။သူ့လောက်မချမ်းသာရင်တော့မနက်စာကိုမက်ဒိုနီပဲမှားစားတဲ့သူနဲ့ဂူရီလိုမနက်မိုးလင်းရင်မိုဟင်းကားပဲစားတဲ့သူနဲ့ဘာများထူးလို့ပါလိမ့်။နံပါတ်1တီရှပ်တစ်ထည်နဲ့ဘီလီယံနာ။ ။နောက်တစ်ယောက်ကတော့ကျွန်တော်တို့နေတိုင်းသုံးနေတဲ့ Facebook ကိုတီထောင်ခဲ့သူ Matter ရဲ့ CEO Matt Zuckerberg ပါပြီ။သူ့ကိုဆိုရင်အားလုံးက T-shirt အမဲရောင်လေးနဲ့ဂျင်းမောင်းမီကိုပဲအမြဲဝတ်ထားတာကိုသတိထားမိကြမှာပါ။ဒါက fashion မကြလို့မဟုတ်ပါဘူး။သူ့ဘဝမှာအရေးမကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက်အချိန်နဲ့အများကြီးမပေးချင်လို့ပါရိ။ T-shirt အကောင်းစားတွေ၊နားရည်အကောင်းစားတွေဝတ်စရာမလိုပဲ။သူရဲ့အချိန်တွေကိုကဘာကြီးအတွက်အကျိုးရှိမဲ့စမ်းသပ်လေလာမှုတွေမှာပဲအသုံးချခြင်းလို့ပါရည် သူလိုလူတော်အဝေးစားရွေးရတာအချိန်ကုန်နေတဲ့နေ့ချိန်မှာကျွန်တော်တို့ကတော့မနေ့ပြန်ဘာဝေးရမလဲဆိုတာကိုဒီနေ့ညကလေးကအကျိုးစဉ်းစားနေကြတော့မှာပြီနံပါတ်3 economy class ပဲရှိတဲ့ IKEA တထေးကဘာကျော် IKEA ပြည်ပေါ်ကလုပ်ငန်းကြီးကိုတီထောင်ခဲ့သူ Inver Camera ကလည်းပဲ Twitter ရမှာတော့လက်ဖျားခါလောက်ပါ ರೀ သူကဘယ်နိုင်ငံကိုပဲသွားသွားလေရင်စီးရင် First Club ကိုဘယ်တော့မှမစီးပဲတာမန်လူရီလို economy class ကိုပဲရွေးစီးပါ ರೀ ပြီးတော့ဈေးကြီးတဲ့ဟိုတယ်တွေမှာမတဲပဲတာမန်ဟိုတယ်လေးတွေမှာပဲတဲခုတ်ပြီးသူရဲ့အိုက်ခရာဆိုင်ွယ်တွေမှာကော်ဖီနဲ့မုန့်ကိုပဲစားလေးရှိပါသည်ဒီလိုချွေတာစုဆောင်ခဲ့တဲ့သူရဲ့ကြွယ်ဝမှုအားလုံးကိုလည်းတည်တန်းစာမရေးခဲ့ပါဘဲပရိုက်တာလုပ်ငန်းတွေအတွက်အကုန်လှူဒန်းသွားခဲ့သူပါကိုပစံနဲ့ကိုခရီးသွားတာတော့ economy class ပဲစီးတဲ့သူဆိုတော့တော်ယုံတော့ဘယ်သူမှလိုက်မလုပ်နိုင်တော့ပါဘူးနံပါတ်၄ဘိုင်းဆိုင်သမျှအကုန်လှူသွားတဲ့ duty free ဘရင်ကဘာပေါ်ကလေးစိတ်တိုင်းမှာရှိနေတဲ့ duty free site တွေကိုစတင်ဖန်တီးခဲ့သူ Jack Finney ကတော့တကယ်ကိုထူးခြားတဲ့ဘီလီယံနာပါသူကသူ့စီးစိမ်ဒေါ်လာ10ဘီလီယံလုံးကိုလှည့်ဝတ်ပြီးတော့ပညာရေးနဲ့ကျန်းမာရေး Brighter လုပ်ငန်းတွေအတွက်လှူဒန်းခဲ့တာပါအလူတန်းလုပ်တဲ့နေရာမှာဘလောက်ရဲ့ရောလဲဆိုရင်နောက်ဆုံးသူအတွက်ပိုင်ဆိုင်မှုဆိုလို့ဘာတစ်ခုမှမကြံတော့တဲ့အထီးပါပဲ။သူနဲ့သူ့ရဲ့ဇနီးဟာအခုဆိုရင်ငှားထားတဲ့တိုက်ခန်းလေးတစ်ခုထဲမှာရိုးရိုးရှင်းရှင်းနေထိုင်နေကြပါသည်။ပတ်စံကိုရှာပြီးကိုယ်တိုင်မသုံးမဲလိုအပ်နေတဲ့သူတွေအတွက်ပေးကမ်းနေတဲ့သူ့ရဲ့စိတ်ဓာတ်ကတော့တကယ်ကိုအံ့မခံပါပဲ။နံပါတ်5ကိုအားကိုကိုပြီးဘီလီယံနာဖြစ်လာတဲ့အမျိုးသမီး နောက်ဆုံးတစ်ယောက်ကတော့အမျိုးသမီးတွေရဲ့ fashion လောကကိုပြောင်းလဲပေးခဲ့တဲ့ Spans အတွင်းငယ်တွေကိုတီထွင်ခဲ့သူ Sarah Blakely ပါ။သူမကတော့အဘဘက်ကအခက်ခဲတွေကြောင့်ကနေကိုအောက်ကိုကိုပြီးဘီလီယံနာ ဖြစ်လာသူပါ။ဒီလောက်ချမ်းသာလာပေမဲ့သူမဟာရိုးရှင်းတဲ့နေထိုင်မှုကိုပဲနှစ်သက်ပြီးသူမရဲ့ဝင်ငွေအများစုကိုကမ္ဘာတစ်ဝန်းကအမျိုးသမီးတွေရဲ့ပညာရေးနဲ့အခွင့်အရေးတွေအတွက်ပြန်လည်လှူဒန်းနေသူတယောက်ဖြစ်ပါသည်။ဒီဘီလီယနာရီရဲ့ဘဝကိုကြည့်ပြီးကျွန်တော်တို့တခုစဉ်းစားမိစရာရှိပါသည်။တကယ်တော့ပျော်ရွှင်မှုဆိုတာဈေးကြီးတဲ့ကားကြီး အင်ဂျီတွေပေါ်မှာမတီးရှိနေပဲကုတံမိုးထားတဲ့အရာတွေနဲ့ရိုးရှင်းစွာနေထိုင်တတ်ခြင်းမှပဲရှိနေတာကိုသူတို့ကတတ်သိပြသွားတာပါသူတို့ရဲ့ချွေတောင်မှုတွေရိုးရှင်းမှုတွေကနေတဆင်ပတ်စံထပ်ပို့ပြီးအရေးကြီးတဲ့အရာတွေလောကကြီးမှာအများကြီးရှိနေသေးတယ်ဆိုတာကိုမိမောင်းထိုးပြနေသလိုပါပဲ